မင်္ဂလာပါခင်ဗျာကျွန်တော်အခုပြောပြပေးမယ့်အကြောင်းအရာတော့ file ကိုစစ်ဖိုင်အဖြစ်ပြောင်းလဲတဲ့နေရာကိုပြောပြပေးမှာဖြစ်ပါတယ် file ကိုစစ်ဖိုင်အဖြစ်နဲ့ဘာကြောင့်ဖြစ်ချုပ်ကြတာလဲဆိုတဲ့အကြောင်းလေးကိုအနည်းငယ်ပြောပြပေးပါမယ်စစ်ဖိုင်အဖြစ်ပြောင်းလဲတဲ့စစ်ချုပ်တယ်ဆိုတာက အဲကျွန်တော်တို့ဘာနဲ့တူနေဆိုလို့ရှိရင်အဲပြင်ကျင်းနေတဲ့ပစ္စည်းတွေကိုအဲအစ်တခုနဲ့ထည့်ပြီးတော့မှအဲကျိုးချီလိုက်တယ်လို့မျိုးပေါ့ဒီမှာလေအဲဒီဘောလေးနဲ့ဆင်ပါတယ်နောက်တစ်ခုက fine side တွေကိုကျုံ့သွားသိခြင်းတဲ့အခါပြီးတော့ fine တွေကိုအခြားတွေကိုမျက်ဝင်ခြင်းတဲ့အခါအဲ့ဒီအခြေအနေမျိုးမှာလေ ရေဖန်ဖြစ်ပြောင်းလဲကြပါတယ်။ဒါကြောင့်ကျွန်တော်ရေဖန်ဖြစ်ပြောင်းလဲတဲ့နည်းစစ်ချုပ်တဲ့နည်းလေးကိုပြပြပြတဲ့ကျွန်တော် find ဆိုတဲ့ဆော်ဝဲလေးကိုကျွန်တော်ဖွင့်လိုက်ပါတယ်။ကျွန်တော်တို့ကျွန်တော်ကယခုစစ်ချုပ်တဲ့နည်းကိုကျွန်တော်ကအဲဖုံးမှာမူရင်းမှာပါပြကြပါတော့အဲ့ဒီလေးလေးနဲ့ကျွန်တော်ချုပ်ရမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် find ဆိုတဲ့ software လေးကိုကျွန်တော်ဝင်လိုက်တာပါကျွန်တော် find ဆိုတဲ့ software လေးကိုဝင်လိုက်ပါတယ်ပြီးရင်ကျွန်တော်ရှိနေတဲ့ file ကကျွန်တော်ချုပ်မဲ့ file က internet ထဲမှာမလို့ကျွန်တော် internet storage ဆိုတာလေးကိုကျွန်တော်လေ့လိုက်ပါတယ်ပြီးရင်မိမိ save ဖိုင်ပြပြောင်းရမယ် folder လေးကိုရှာလိုက်ပါနော်ကျွန်တော်ကတော့ဒီမှာချုပ်ပြမှာမလို့ကျွန်တော် AA testman ဆိုတဲ့ folder လေးကိုကျွန်တော်ဝင်လိုက်ပါတယ်ကျွန်တော်ဒီခုမြင်နေရတဲ့ မိုင်းဖူလာဆိုတဲ့ကျွန်တော်ဖူလာလေးကိုကျွန်တော်ဇစ်ဖိုင်ပြကျွန်တော်ပြောင်းလဲပြပါမယ်။ဒီဖိုင်လေးရှိတယ်ပေါ့နော်။အဲဒီကိုကျွန်တော်ဇစ်ချုံမှာဖြစ်ပါတယ်။ဇစ်ချုံမှာဆိုလို့ရှိရင်ဇစ်ချုံမှာဖူလာလေးကိုလောင်ကလေးနေလိုက်ပါ။နည်းနည်းလေးကြာကြာပြည့်ပြီးတော့မှလုပ်လိုက်ပါ။လုပ်လို့ပေါ့နော်။ဟုတ်လား။ဘယ်လိုလုပ်ရှင်ဟုတ်ကဲ့။အောက်ဆုံးကညာဘက်တောင်ကအဆက်တုံးတဲ့လေးဖြစ်တဲ့မောဆိုတာလေးကိုတစ်ချက်နေလိုက်ပါ။ ပေါ်လာတဲ့စီမံ CONPIA ရဲ့ SS complex ဆိုတာလေးကိုတစ်ချင်နေလိုက်ပါ။အဲဒီမှာမိတာကကျတော့ garden garden destination ရဲ့ selector တည်းရဲ့တော်ပါမိတာလေးဆိုတော့ဒီနေရာမှာပဲချုပ်မှလာပေါ့နော်။တခြားနေရာကိုရှူမှလာလို့တော့မိတာပါ။ကျွန်တော်ကဒီမှာပဲချုပ်မှပြတဲ့ CONPIA garden နေဟောင်းလေးဒီတိုင်းနဲ့ထားလိုက်ပါတယ်။ဟောဒါဆိုရင်ကျွန်တော် စေဖန်ဖြစ်ပြောင်းလဲပြီးတော့ပါပြီနော်ဒီမှာ mindfulness ဆိုပြီးမှကျွန်တော်တွန်းစင်းနဲ့ပေါ်လာပါဒါကျွန်တော်တို့စေဖန်ဖြစ်ချုပ်ပြီးပါပါစေချုပ်ပြီးပါတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါ define လေးကိုကျွန်တော်တို့အဲဒါတင်ထားလို့ရပါပြီနော်တင်ထားမယ်ဆိုလို့ရှိရင်တကယ်လို့ဒါလေးကိုကျွန်တော်တို့တခြားလူတွေကို share ရင်းလုပ်မယ်ဆိုလို့ရှိရင်လည်းဒါလေးကိုကျွန်တော်တို့အဲ drive Google Drive မှာတင်လိုက်ပါဘူးနော် Google Drive မှာတင်ပြီးကျွန်တော်တို့ အဲ copy link လေးကိုတခြားလူကိုပေးလိုက်ရပါမယ်။အဲဒါတော့ကျွန်တော်ဒီချုပ်နေပါ။ဆက်ချုပ်ပြီးပြီဆိုတော့ကျွန်တော်ကျွန်တော်ရဲ့ zip ဖြည့်တဲ့နေ့လေးကိုပြန်ပြပေးပါမယ်။အဲကျွန်တော်ဒါကငွေဖုံးမှာပါတဲ့ဆက်ချုပ်တဲ့နည်းနဲ့ချုပ်တာမဟုတ်ဘူးနော်။ဒါဒီမှာတော့ password တွေပါလေထည့်လို့မရပါဘူး။ password တွေပါလေထည့်လို့ရတဲ့အဲဖုန်းကြီးရှင်းလေကျွန်တော်ပြောတာဘူးနော်။ဒါကျွန်တော်ဖုန်းမှာတော့ password ထည့်လို့မရပါဘူး။ အဲ password ထည့်ချင်လဲဆိုရင်တော့တခြား when ရာရာရာဆိုလို့လည်းတုံးရပါတယ်အဲ့ဒီတုံးပြီလေးကိုကျွန်တော်နောက်ထပ်ဒီလိုပဲတကူလုပ်ပေးပါမယ်ကျွန်တော်ဒါလေးကို zip ပြင်ပါဆိုတော့ကျွန်တော် folder လေးကလက်ထပ်ဖြစ်တော့မှာဆိုလို့ကျွန်တော်အပေါ် folder လေးကိုကျွန်တော်ဖြတ်လိုက်မယ်နော်အဲ့ဒါကိုကျွန်တော်ဖြတ်လိုက်ပါတယ်ကျွန်တော်ဒါလေးကိုဆက်ပြန်ဖြင်းမယ်ဆက်ပြန်ဖြင်းမယ်ဆိုရင် အဲ့ဒီဖိုတာလေးကိုကျွန်တော်တို့ long clip နေလိုက်ပါနည်းနည်းချစ်တာလေးပြီးတော့ပြန်လုပ်ပေးလိုက်ပါဒီလိုဆိုရင်သွားသွားအတိုင်းလေးနဲ့နောက်က more ဆိုတာလေးကိုတွေ့လိုက်ပါပြီးရင် extra two ဆိုတဲ့စာတုံးလေးကိုတစ်ချက်နေလိုက်ပါပြီးရင်ဒီမှာတော့အဲ့လိုမျိုးပေါ့နော်ဒီနေရာမှာပဲဖြေချမှာလားတခြားနေရာမှာဖြေချမှာလားလို့နေရာပါကျွန်တော်ကဒီနေရာမှာပဲဖြေချမှာဆိုတဲ့အတွက်ကြောင့်ဒီတိုင်းနဲ့ထားလိုက်ပါရနော် guarantee ဆိုတဲ့ဒီတိုင်းနဲ့ထားလိုက်ပါ ဒီဘေးစမ်းလေးကိုလေ့လာပါမယ်။ဒါကြောင့်မှ mindful ရဆိုမှကျွန်တော်ဖိုလိုင်းတစ်ခုဖွင့်လာပါတယ်နော်။တစ်ချက်ကျန်အခုနေ့ဉာဏ်နေကြည့်ပါဦးမှာပေါ့မ mindful ရဆိုမှကျွန်တော်စိတ်အဲစိတ်ဆိုင်လေးကိုဖြေလိုက်တော့ဘုံရင်တိုင်းလေးပေါ့နော်။ဟောတက်လာတယ်။ဒါဘုံတိုင်းလေးနဲ့ဖန်ကြည့်ရအောင်ပါမယ်နော်။ဒါဆိုရင်ကျွန်တော်စိတ်ချုပ်နေလေးရဲ့စိတ်ဖိုင်ဖြေတဲ့နေလေးရဲ့ကျွန်တော်ပြန်ပြပြပါပါဘူး။ そうするとまあね、全部じゃないです